十股，都入股。啊，新路咖啡文章看第十四股，叫做鸡腿粉汤鸭。新路咖啡文章看第十四，看也都是阿嘎尼，每日都天马八的。 အဖြစ်ပြက်ဇလန်တစ်ခုပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့ကပတ်တော်ငွေငှချင်တာဖြစ်ပါတယ်တော့ရှင်လူကခရစ်ဝင်ကျအခန်းကြီး၁၈အခန်းငယ်35ကိုကျွန်တော်အရင်ဖတ်ချင်တယ်ပေါ့နော်ဟောဒီမှာရှိတဲ့ညီကိုတွေလည်းနှလုံးသားထဲကနေရင်ထဲကနေတိတ်ဆိတ်စွာနဲ့ဖတ်ရအောင်ပေါ့နော်ယေရခေါမြို့အနီး၌ရှိတော်မူစင်တွင် လူကန်းတယောက်ဒီလမ်းနားမှာထိုင်၍တောင်းစားလေ၏ ဆိုတော့ယေရခေါမြို့နားမှာရှိစဉ်တွင်ဆိုတာယေရှုခရစ်တော်ပြောတာဖြစ်ပါတယ်ဆိုတော့ယေရှုခရစ်တော်ကယေရခေါမြို့နားမှာရှိနေတဲ့အချိန်မှာယေရခေါမြို့တကားမှာဘသူရှိတယ်လဲဆိုတော့လူကန်းတယောက်ရှိတယ်ဆိုတော့ तू ဘာလုပ်တယ်လဲဆိုရင် तू ကသကားနားမှာထိုင်ပြီးတော့တောင်းစားလေဤလို့ပြောပါတယ်ဆိုတော့လူကန်းလို့ပြောတဲ့အခါမှာကျွန်တော်အားလုံးမြင်အောင်ရှင်းလို့ရပါတယ်မျက်စိမမြင်တဲ့လူကန်းတယောက်ရဲ့ ဘဝကိုကျွန်တော်ကိုချင်းစာလို့ရတယ်ဆိုတော့လူကန်းကသူ့ရဲ့ဘဝမှာခမားအလိုချင်ဆုံးကိုပြောပါခမားကြိုက်တဲ့အရာကိုပြောပါပြီးမယ်လို့တကယ်လို့မြတ်သုံးတယောက်ကသူ့ကိုပြောမယ်ဆိုရင်သူအကြိုက်ဆုံးကသူ့လိုချင်ဆုံးသောအရာကသူ့ရဲ့မျက်စိမြင်ဖို့အတွက်ဖြစ်ပါလိမ့်မယ်သူ့အတွက်ကအဲ့ဒါကပတ်စံထက်လက်ပို့တန်ဖိုးရှိတယ်ပညာထက်လည်းသူ့အတွက်ကပို့တန်ဖိုးရှိမယ်လို့ကျွန်တော်ထင်တယ် ပြီးတော့ယာထူးစည်းစိမ်ထက်လဲသူ့အတွက်ကအဲ့ဒါပိုပြီးတန်ဖိုးရှိမလို့ကျွန်တော်ထင်တယ်သူ့ဘဝမှာအလိုချင်ဆုံးတော့အတောင့်တဆုံးတော့အရာဒီသူ့ရဲ့မျက်စိအကောင်းပဂတိဖြစ်ဖို့အတွက်ဖြစ်ပါဆိုတော့တိတ်တနာစရာကောင်းတဲ့သူ့ရဲ့ဘဝမှာသူ့ကိုမွေးဖွားခဲ့တဲ့သူ့ရဲ့အမေရဲ့ရုပ်ရည်ကဘလို့ရှိတယ်ဆိုတော့တောင်မှသူကမမြင်နိုင်ဘူးဗျမခံစားနိုင်ဘူးဗျအတန်အားဖြင့်အမေကိုမမိပေမဲ့ အနံ့အာယုံအဖြစ်အမေကိုမမိပေမဲ့မျက်လုံးအဖြစ်တော့အမေကိုမမိနိုင်စာအခွင့်တူးမှမရှိခဲ့ဘူးဆိုဒီလူကန်းကရေရခေါမြို့နားမှာရေရခေါမြို့တကားမှာသူကထိုင်ပြီးမှတောင်းစားနေတဲ့လူကန်းတယောက်ဖြစ်ပါတယ်ဆိုတော့ဒီလူကန်းရဲ့ဘဝမှာရေရခေါမြို့တကားမှာထိုင်ပြီးတောင်းစားရခြင်းရဲ့ရည်ရွယ်ချက်မှာသူ့ရဲ့ဘိုက်ပြေဖို့အတွက်ဒီတစ်ခုပဲမဟုတ်ဘူးဗျ သူ့မှာအချားတော့အကြံအစီတစ်ခုရှိသေးတယ်ဆိုတော့အဲ့ဒီအကြောင်းလည်းကျွန်တော်ဆက်ပြောပြမယ်နော်တော့အခန်းငယ်နှစ်ကိုပြန်ကြည့်ရအောင်အခန်းငယ်နှစ်ကိုရောက်တဲ့အခါမှာထိုလူကန်းဒီလမ်း၌လူများတွားတန်ကိုကြားလင်အဘယ်တော့ဖြစ်သည်နည်းဟုမေး၏ဆိုတော့ဒီလူကန်းကပုံမှန်အားဖြင့်မြို့တကားမှာထိုင်ပြီးသူတောင်းစားတယ်လမ်းနားမှာပေါ့ဆိုတော့လူတွေနေ့တိုင်းတော့မြို့ထဲကိုအဝင်အထွက်ရှိကြပါတယ် ဒါပေမဲ့လေအဲ့ဒီနေ့မှာထူးထူးခြားခြားထူးထူးခြားခြားပေါ့နော်ထူးထူးခြားခြားအလူတွေအုပ်အုပ်တဲတဲလူပေါင်းမြောက်များစွာအုပ်အုပ်တဲတဲကမြို့ထဲကိုဝင်လာတဲ့အတန်ကိုသူကြားရတယ်လို့ပြောပါတယ်ဆိုတော့ယေရှုရဲ့နောက်ကိုလိုက်တဲ့လူအုပ်ကကျွန်တော်အားလုံးသိတယ်နဲတဲ့လူအုပ်မဟုတ်အ ਨੇ စုံတော့ထောင်ကနန်းရှိတဲ့လူအုပ်ဖြစ်ပါတယ် ဆိုတော့ယေရခေါမြို့ထဲမှာယေရှုခရစ်တော်ဝင်လာတဲ့အခါမှာဇကဲနဲ့တွေ့တဲ့ဇလံကအဲ့ဒီနောက်မှာဖြစ်လာတာပေါ့နော်ဆိုတော့ဇကဲနဲ့မတွေ့ခင်မြို့တကားကိုဝင်လာခါနီးမှာလူကန်းနဲ့အရင်တွေ့တဲ့ဇလံဖြစ်ပါတယ်ဆိုတော့လူကန်းကသူ့အတွက်ဒီဟာတိတ်ကိုထူးခြားတယ်ငကိုနေ့တွေမှာမြို့ထဲကိုဝင်တဲ့သူတွေရှိပေမဲ့လည်းဘလောက်ထိအုပ်အုပ်တဲတဲအတန်ကိုသူတစ်ခေါက်မှမကြဘူးတည်းဦး ဒီနေ့မှာတော့တော်တော်လေးကိုထူဆန်းပြီးတော့အုပ်အုပ်တဲတဲလူတွေရဲ့လမ်းလျှောက်နေတဲ့အတန်တွေတီတိုတီတိုပြောနေတဲ့အတန်တွေသူကြားရတယ်သူအာယုံခံလို့ရတယ်ဆိုသူအယံစိတ်ဝင်စားတယ်အယံစိတ်ဝင်စားတော့သူအခန်းငယ်음နဲ့အခန်းငယ်36ရဲ့အဆုံးပိုင်းမှာအဘယ်တော့ဖြစ်တဲ့နည်းဟုမင်းဤတဲ့ဆိုလမ်းသွားလမ်းလာလူတယောက်ကိုသူချမေးတယ်ပေါ့နော် အခုဒါဘာအတန်လဲပေါ့ဘာဖြစ်တာလဲပေါ့မေးတဲ့အခါမှာသူမေးတဲ့ပုံကိုကသူ့ကိုဖြေးပါတယ်အခန်းငယ်39မှာနာဇရက်မြို့သားယေရှုကြွသွားကြောင်းကိုသူတဘာပြောလဲနာဇရက်မြို့သားယေရှုလို့ခေါ်တဲ့ပုံကိုဒီလမ်းကနေဖြတ်လာတယ်ဒါကြောင့်မို့ဒီအတန်တွေထွက်နေတာသူ့ကိုပြောပြတယ်တော့တေချာမှတ်မယ်နော်သူ့ကိုပြောပြတဲ့လူပြောတဲ့အစကားကနာဇရက်မြို့သားယေရှုလို့ပြောပါတယ် နာဇရက်မြို့သားယေရှုဆိုတော့အခန်းငယ်30ထဲမှာ၈ကိုရောက်တဲ့အခါမှာဒီလူကန်းကဘာလုပ်တယ်လဲဆိုတော့သူထပြောတယ်ဟော့အော်တယ်ဒါဝိဣသားတော်ယေရှုအကျွန်ုပ်ကိုကဲမတနာတော်မူပါဟုဟစ်ကြော်လိဤတဲ့ဒီလူကန်းကဆိုတော့သူ့ကိုပြောပြတာက နာဇရက်မြို့သားယေရှုလို့သူ့ကိုပြောပြတယ်ဒါပေမဲ့သူထအော်တာကဒါဝိဣသားတော်ယေရှုအကျွန်ုပ်ကိုကဲမတနာတော်မူပါ တော့ဓမ္မတိကျမ်းထဲမှာဒါဝိဤတားတော်ဆိုတဲ့အတုံးအနှုံးကိုယေယေရှုခရစ်တော်ဖျားမွေးဖွားလာမယ့်အခါမှာမာရိစီကိုကောင်းကင်တမန်လာတဲ့အခါဒီကောင်းကင်တမန်ကပထမဦးဆုံးမာရိကိုစပြောပြတဲ့စကားဖြစ်တယ်။သူအဘဒါဝိဤယာဇပလင်မှာဆိုးဆံမဲ့သူဖြစ်တယ်လို့ကောင်းကင်တမန်ကမာရိကိုယေရှုမွေးဖွားလာမယ့်အကြောင်းကိုပြောပြတဲ့အခါမှာယေရှုကဘသူဖြစ်မယ်။အခုမြင်းရဲ့ဘိုက်ထဲမှာကိုဝင်ဆောင်ရမယ်ဒီကိုဝင်ကလေးကဘလို့ပုပ်ကိုဖြစ်မယ်။ ဒီကလေးကဘလို့ထူးခြားတဲ့သူဖြစ်တယ်ဆိုတာကိုကောင်းကင်သမားကမိတ်ဆက်ပေးတဲ့အခါမှာသူ့ရဲ့အဘဒါဝိဣရာဇပလင်ကိုဆိုးဆံမဲ့သူဖြစ်တယ်လို့မိတ်ဆက်ပေးပါတယ်။တော့တမန်တော်ကျမ်းမှာဒီစကားကလွဲလို့ယေရှုကဘသူဖြစ်တယ်ဆိုတာကိုအခြားတော်ပြောပြတဲ့အကြောင်းအရာမတွေ့ရအောင်။ဆိုတော့ဒီလူကန်းကယေရိခေါမြို့တံခါးနားမှာထိုင်ပြီးတော့တောင်းစားလက်နဲ့ 对嘛？阿伽罗阿江斯的苦西阿拉巴来说的，大卫也达到耶稣，太阳神实体的耶稣噶，得一种阿卡嘛，低冷噶呢，然后低的高噶呢，偏高偏冷那呢？所以说阿大卫呢，呃，sorry，耶稣呢对困压不一样，对？你讲阿拉苗栗阿片？ ဒါကြောင့်မို့သူကနေ့ရက်စင်တိုင်းမှာမိုးရွာတွေဖြစ်စေနေပူတွေဖြစ်စေအဲ့ဒီသူတောင်းစားလေးရှိတဲ့ဒီရခေါမြို့ရိုးတကားနာမှာအဝင်တကားနာမှာအမြဲတမ်းနေ့တိုင်းနေ့တိုင်းတစ္ဆာရှိစွာနဲ့တရက်ပြီးတရက်တရက်ပြီးတရက်ယေရှုနဲ့တွေ့နိုးနိုးယေရှုနဲ့တွေ့နိုးနိုးယေရှုဘယ်အချိန်များဒီလမ်းကနေလာမှလဲလို့စိတ်ရှည်စွာနဲ့တရက်ပြီးတရက်သူ့ရဲ့ဝမ်းအတွက်လည်းလိုအပ်တဲ့နော် ငွေရေးကြေးရေးအစားအသောက်အတွက်တောင်းစားခြင်းလုပ်ငန်းကိုလုပ်ရင်းနဲ့တစ်ဖက်မှာလည်းယေရှုကိုသူမျှော်လင့်နေတာဖြစ်တယ်။ဒါကြောင့်မို့လူတယောက်ကသူ့ကိုနာဇရက်မြို့သားယေရှုလို့ပြောတဲ့အခါမှာသူ့ရဲ့ဗဇက်ကတခါတည်းဒါဝိဣသားတော်ယေရှုလို့သူထားအော်တာ။အာသူကြားဘူးခဲ့တယ်။မာရိစီမှာကိုဝန်ဆောင်ပြီးမှမွေးလာတဲ့သူဟာရိုးရိုးပုဂ္ဂိုလ်မဟုတ်ဘူး။ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာသူကြားခဲ့ဘူးတဲ့။အဲ့ဒီကြားခဲ့ဘူးတာကိုသူမျှော်လင့်တာဖြစ်တယ်။ ဆိုတော့ကနေ့ကျမ်းစာထဲမှာလည်းယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်တယ်။ငါတို့ဒီဖခင်ခင်ကိုယုံကြည်ရတာကကြားနာခဲ့လို့ဖြစ်ကြားနာခဲ့လို့ကြားနာခြင်းကနေပဲငါတို့ဖခင်ကိုတီးခဲ့ကြတာဖြစ်တယ်။ငါတို့မျက်စိနဲ့ဖခင်ကိုဘယ်သူမှမမြင်ဘူးပုံမဲ့လေဒီနားကနေကြားခြင်းနဲ့ဖခင်ဆိုတာကိုတီးလာခဲ့ကြတယ်။ဒီနားကနေကြားခြင်းနဲ့ဖခင်ကိုယုံကြည်လာခဲ့ကြတယ်။ဆိုတော့ဒီလူကန်းကလည်းကြားခြင်းနဲ့သူယေရှုကိုစောင့်ဆိုင်းနေတာဖြစ်တယ်။ တော့ကျွန်တော်ပြန်ဆက်ကြည့်ရအောင်ခန်းငယ်36ကိုရောက်တဲ့အခါမှာလူတွေကသူ့ကိုဘာပြောကြတယ်လဲဆိုတော့ဟိုသူကိုတိတ်ဆိတ်စွာနေစေခြင်းကရှေ့တော်၌သွားတော်သူတို့တွင်ငောက်၍ဆိုကြတော်လဲဆိုတော့ဒီလူကန်းကိုလေလူကန်းကဒါဝိရဲ့သားတော်ကျွန်တော်ကိုကယ်တင်ပါကျွန်တော်ကိုတနာပါကျွန်တော်ကိုကယ်မပါအောင်လို့អော်တဲ့အခါမှာ လူတွေကဒီမျက်ကန်းကိုဘာလို့ကြားတယ်လဲဆိုတော့တိတ်ဆူတာပဲမအော်နဲ့မင်းရဲ့အတန်ကိုငါတို့နားညီးတယ်မင်းတိတ်တော့မအော်နဲ့တော့တော်ပြီငါတို့နားတအားညီးတယ်သူ့ကိုအော်ငေါက်ကြတယ်ပြောမယ်ဆိုရင်တော့ခုခင်းနဲ့ပြောမယ်ဆိုရင်တော့သူ့ကိုဆဲကြတာဗောဗျာသူ့ကိုဆဲကြတာဗောသူ့ကိုခြောက်လန့်ကြတာဗောနော်မျက်ကန်းဆိုတော့လေလူတွေအထင်သေးစရာကောင်းတာကို လူတွေကကြွေးမှလူတွေကတနာလို့စွန့်ကျဲမှဘိုက်ပြည့်ရတဲ့ဘဝဆိုတော့လူတွေကမြေနှိမ်ရန်လန်ဆိုင်ပေါ့လေ။ဟောမြက်ကန်းကိုမြက်ကန်းကဒါဝိကိုအကူညီတောင်းတာကိုမကြားချင်ကြောက်လူတွေက။ဒါကြောင့်မြက်ကန်းကိုအော်ငေါက်ပြီးတော့တိတ်မင်းပါဇက်ပိတ်မအော်နဲ့။မင်းအတန်ကိုငါတို့မကြားချင်ဘူး။နားကြီးတယ်။ဆိုမှသူ့ကိုအော်အော်ငေါက်ကြတယ်တဲ့။ကျန်းစာကအတိမတ်ပြုထားတယ်။အော်ငေါက်ကြတယ်။ဆိုတော့ချစ်တော်လူငယ်များ ချက်တော်ယုံကြည်လူမိသားစုပြန်ကျွန်တော်ရဲ့ဘဝမှာဒီလိုအော်ငေါက်ခြင်းတွေကိုခံစားဘူးကောင်ခံစားခံစားဘူးလိမ့်မယ်နော်တော့အတင်းတော်မှာပါဝင်တဲ့အခါတွေမှာတွေအခါလီကြံ့ကိုကကောင်းတာလုပ်ပေမဲ့ကိုကကောင်းတယ်လို့ထင်ပြီးခေါ်လုပ်ပေမဲ့အထင်မြင်လွဲစရာကိစ္စမျိုးတွေအာကိုကိုအတင်းပြောတဲ့ကိစ္စမျိုးတွေကြားရတဲ့အခါမှာစိတ်သက်ကြတယ်တော်ပြီးငါမပါချင်တော့ငါမလုပ်ချင်တော့ငါကကောင်းအောင်ခေါ်လုပ်နေတာ ငါကကောင်းအောင်ပြောတာငါသူ့ကိုကူညီတာငါရဲ့မေတ္တာကိုငါရဲ့ကျေးဇူးကိုမမြင်ပဲငါ့ကိုကျေးဇူးကမ်းတယ်ဒါကြောင့်မို့တော်ပြီလို့ငါတို့တွေတခါကျရင်အဲ့လိုဆုံးဖြတ်တတ်ပါတယ်တို့ခံစားတတ်ပါတယ်ဆိုတော့လူကမ်းလေလူထဲကလူတယောက်ပဲသူ့မှာလည်းဒီလိုခံစားချက်ရှိကောင်းရှိနိုင်ပါဒါပေမဲ့လေလူကမ်းလုတ်တဲ့အလုတ်ကတိတ်ကိုအံ့ဩစရာကောင်းတယ်ပြန်ဆက်ကြည့်အောင်စမ်းစာထဲမှာအခန်းငယ်39ရဲ့နောက်ဆုံးပိုင်းကိုကျွန်တော်ကြည့်အောင် လူတွေကလူကန်းကိုငောက်၍ဆိုကြတော်လေလူကန်းကဘာလုပ်တယ်လဲဆိုတော့ဒါဝိဤသားတော်အကျွန်ုပ်ကိုကဲမတနာတော်မူပါဟုတာ၍ဟစ်ကြော်လေ၏အဲ့ဒါကထူးခြားမှုဖြစ်တယ်လူကန်းကစိတ်ဓာတ်မကျတော့သူစိတ်မပြတ်တော့သူ့ရဲ့မျောလင့်ချက်ကိုသူဘလို့နီးနေမှလူတွေကဘလို့ပဲရိုက်ချိုးချိုးလူတွေကဘလို့ပဲပိတ်ပြင်ပါစေဘလို့ပဲတားဆီးပါစေ သူ့ရဲ့မျောလင့်ချက်သူဘယ်လုံးနည်းနဲ့မှမစွန့်လွတ်ဘူးသူအဲ့ဒါသူ့ရဲ့ယုံကြည်ခြင်းဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာသူဘာလုပ်တယ်လဲဆိုတော့တာ၍អော်လေဤတဲ့တာ၍អော်လေဤလူတွေကသူ့ကိုပိတ်ပြင်းလေလူတွေကသူ့ကိုစူငေါ့လေလေသူကနဆတော့ယုံကြည်ခြင်းကိုသူတက်တည်ပြန်ထူတယ်အောင်းဟောစရာကောင်းပါတယ်သူရဲ့ပါဇက်မပိတ်သွားဘူးနော်ပါဇက်မပိတ်သွားဘူး ဟာငါများလူတွေကငါ့ကိုမအော်နဲ့ပြောတာငါများထောက်အော်လိုက်ငါ့ကိုတို့တွေမစွန့်ကြဲပဲနေလိမ့်မယ်ငါ့ကိုတို့တွေမကြွေပဲနေလိမ့်မယ်ငါ့ကိုတို့တွေပို့ပြီးမှနော်ဂယုမဆိုင်ပဲဖြစ်သွားလိမ့်မယ်ဆိုငါဘာမှစားဆရာရှိတော့မှာမဟုတ်ဘူးလို့ तू မစင်စားဘူးလူတွေကမျက်ပါးစမ်းပိတ်လို့ပြောလာလေ तू ကပို့ပြီးမှအော်လေပဲဆိုတော့လူငယ်တွေအားပေးချင်တယ်ဗျကျွန်တော်တို့နဲ့ကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်ရဲ့အတန်းတော်နဲ့ ဝေးကွာပြီးမှတနယ်တကြီးမှာပညာရေးအတွက်တော်၎င်းဘဝရဲ့အနာဂတ်အတွက်တော်၎င်းရုန်းကန်နေရတဲ့အခါအခါတရံချိုင်ကျွန်တော်တို့မှကိုကိုတိုင်ရှာဖွေပြီးမှရရှိလာတဲ့ပြဿနာမျိုးလည်းရှိနိုင်တယ်ကိုကမရှာဘဲနဲ့ရောက်လာတဲ့ပြဿနာမျိုးလည်းရှိလာနိုင်တယ်အခက်အခဲတွေစိန်ခေါ်မှုတွေကြုံလာနိုင်ပါတယ်ဒါပေမဲ့လူကန်းငါတို့ကိုတင်ပေးတာကဘာတင်ပေးရလဲဆိုရင် အဲ့ဒါလိုအခက်အခဲဒုက္ခတွေစိန်ခေါ်မှုတွေကြုံလာတဲ့အခါမှာယေရှုခရစ်တော်ဘုရားကိုတင့်ရဲ့နှလုံးသားထဲကနေနဆတော်ယုံကြည်ခြင်းနဲ့ဒီပါဇက်ကနေអော်လိုက်ပါခေါ်လိုက်ပါတဲ့လူကန်းကအဲ့ဒါကိုတင်ပေးတယ်ဆိုတော့ယေရှုကလေဒီလူကန်းကတလောင်းအထိပထမအချိန်မှာ तू អော်နေတာကိုယေရှုကမကြားဘူးလားလို့မေးစရာမေးခွန်းရှိတယ်အဲ့ဒီမှာယေရှုကလူဘလောက်ပဲများပါစေ တယောက်ချင်းစီရဲ့စကားပြောတန်တယောက်ချင်းစီရဲ့လှုပ်ဆောင်မှုကိုမမိတဲ့ဖျားဖြစ်တယ်ကြားနေတဲ့ဖျားဖြစ်တယ်ဘာကြောင့်လဲသူဟာဖျားဖြစ်တယ်ဒါမဲ့လူကန်းရဲ့ပထမအချိန်တိုးဝင်မှုကိုယေရှုကတီးတန်ပြန်ပြီးမှထူးတာကိုစံစာထဲမှာမတွေ့ရအောင်ဒါမှလည်းကြံတဲ့လူတွေကလူကန်းကိုမအော်ဖို့အတွက်တားဆီးတဲ့ခါမှာဒီလူကန်းကယေရှုကိုထပ်ပြီးမှနောက်ကိုမဆုတ်သွားပဲအရှိကိုထပ်တိုးပြီးမှအော်တဲ့အတန် ကြားတဲ့အခါမှာယေရှုကဒီအချိန်မှာအတိအမှတ်ပြုပေးပါတယ်ပြန်စမ်းစာပြန်ကြည့်ရအောင်အခန်းငယ်40မှာယေရှုဒီလဲရတ်တော်မူလက်ဟိုတူကိုခေါ်ခဲ့ဟုအမိန့်တော်ရှိ၏လူကန်းဒီအထံတော်တို့ချင်းကပ်ပြီးမှသင်၌အဘယ်တို့ပြုစေလိုသနည်းဟုမေးတော်မူလဲသခင်အကျွန်ုပ်မျက်စိမြင်စေခြင်းကပြုတော်မူပါဟုရှောက်လေတော်ယေရှုကပထမအချိန်တည်းကနေမကြားတာမဟုတ်ဘူးနော်ယေရှုကကြားတယ်ဗျာ ဒါပေမဲ့ယေရှုကမထူးသေးတာဒီလူကမ်းရဲ့ယုံကြည်ခြင်းကဘလောက်ထိတွားအောင်ပါလဲသူ့ရဲ့ယုံကြည်ခြင်းကငါ့ကိုအမိတဲပြုတ်တယ်ငါ့ကိုမျော်လင့်နေတယ်သူ့ရဲ့ယုံကြည်ခြင်းကဘလောက်ထိခိုင်မြဲပါလဲဘလောက်ထိယက်တည်ရဲပါလဲဆိုတာကိုယေရှုကအယံစိတ်ဝင်စားတယ်အယံစိတ်ဝင်စားတယ်ဆိုတော့ဒီလူကမ်းကိုပဲမဟုတ်ဘူးနော်ကျောင်းဒီမှာရောက်နေကြတဲ့ကျွန်တော်နော်ချစ်တဲ့ညီအကိုတွေအားလုံးရဲ့အသက်တောင်လဲယေရှုအဲ့လိုစိတ်ဝင်စားပါတယ် ဘာကြောင့်လဲဆိုတော့ तू ဖန်ဆင်းထားတဲ့လူသားတွေဖြစ်တယ်ကျွန်တော်အားလုံးက तू ဖန်ဆင်းထားတဲ့လူသားတွေအားလုံးရဲ့အပေါ်မှာယေရှုကအင်မတန်မှစိတ်ဝင်စားပါတယ်တခါတည်းမှာငါဆုတောင်းတာပဲဘာကြောင့်မရတာလဲငါပြောနေတာပဲဘာကြောင့်မရတာလဲလို့ထပ်ခါတလဲလဲကျွန်တော်မိန်းကွန်းတွေမေးတတ်ပါတယ်ဒါပေမဲ့ယေရှုကတော့စိတ်ဝင်စားနေတဲ့ဖခင်ဖြစ်တယ်ကျွန်တော်ဆုတောင်းတာကိုမကြားလို့မပေးတာမဟုတ်ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေဘလောက်ထိတွားအောင်မှလဲဆိုတော့စိတ်ဝင်စားတဲ့ဖခင်ဖြစ်တယ် 都个用钱，weakest, 我都要用钱买来个，不老啊，胆大的看嘛来喽！啊，让我说点啥的？啊，让我面前来拍下片的。那么路边啊，都的啊在打鞭嘛，路里都我熬夜为咩嘞？都要用几千，所以我没少呗。看鞭嘛打越熬嘞，看嘛。有时候亚朵木伊讲啥的嘛？去年你阿个来养老的，拿我。 我靠你的，哎，你六干我靠开来吧？有句话靠开嘛？靠开到没的，是我要的看嘛？没扒皮吃哪嘞？没扒肉吃哪嘞？那我不要扒肉，没的看嘛？第六干啊，这拿年岁面前来的看，这玩意年岁人我背吧？年岁面前来的都都当吧？当着叫咱啥的么叫企业？看人家李三呢嘛？一手干年岁面前。 တင်ဤယုံကြည်ခြင်းသည်တင့်ကိုကယ်မပြီဟုမိန့်တော်မူ၏တဲ့ခန်းကြီး၄၀နှစ်ကအထုတစ်ဖြစ် key point ဖြစ်တယ်။ဟောယေရှုဘာပြောသလဲဆိုတော့ကောင်းပြီမင်းလိုချင်နေတဲ့မင်းမျော်လင့်နေတဲ့မင်းရဲ့မျက်စိကန်းနေတဲ့မျက်စိမင်းမြင်ခွင့်ရမယ်။မျက်စိမြင်စေမြင်ခွင့်ပေးပါတယ်ယေရှုကဆိုတော့ဘယ်လိုလို့မြင်ခွင့်ပေးတာလဲဆိုတော့ယေရှုပြောတဲ့စကားတစ်ခုရှိတယ်။တင်ဤယုံကြည်ခြင်းသည် 顶个干嘛比了表白？耶稣啊，你个面试面啊罗，阿坤比来穿个，阿这个老少母阿爸来说着，耶稣、er、那也那老大个，耶稣也那老大个都听谁的呀个？哎，你面试门面的路根叶，用几千写的？哎，你用几千啊？没都要面试过面部样对，蓝色偏色，是了，给你介绍咪达素面，转入身上去啊！ ကျွန်တော်တို့ဒီမှာရှိတဲ့သူတွေအားလုံးကလူကန်းထက်အများကြီးကိုကျွန်တော်အခွင့်အရေးရှိတဲ့သူတွေဖြစ်ပါတယ်။လောကကြီးရဲ့အလားအပါတွေကိုမြင်တွေ့ခံစားခွင့်ရတယ်။ဘုရားလခင်ဖန်ဆင်းထားတဲ့တောတောင်တွေ၊နော်တစ်ပြင်ပန်းပြင်တရိတ်ဆန်တွေကိုကျွန်တော်ရဲ့မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရတယ်။ပြီးတော့ကိုကြိုက်တဲ့ခါလာကိုကြိုက်တဲ့အရာကိုရွေးချယ်ခွင့်ရှိတယ်။မျက်ကမ်းမှာအဲ့အရာတွေမရှိဘူး။မျက်ကမ်းကအမဲကြိုက်သလားအဖြူကြိုက်သလားသူမသိဘူးဗျ။ အဝါကြိုက်လားအစိမ့်ကြိုက်လားအပြာကြိုက်လားသူဘာမှမသိဘူးသူ့အတွက်တလောကလုံးကအမောင်ကြီးပဲနော်သူ့အတွက်ဘာအယောင်လို့ပြောပြလို့မရဘူးခံစားကြည့်လို့မရဘူးအကျွန်တော်တို့ကတော့မျက်ကန်းတဲ့အများကြီးတာလွန်ပါတယ်ကျွန်တော်မှရွေးချယ်ခွင့်ရှိတယ်ခံစားလို့ရတယ်တစ်ပြင်ပန်းပြင်တွေရဲ့ပန်းပွင့်တွေရဲ့အလတ်အပတွေကိုခံစားလို့ရတယ်ဘုရားသခင်ဖန်ဆင်းထားတဲ့လူတွေကိုကြည့်ပြီးမှခံစားလို့ရတယ် ျွန်တော်ကအများကြီးတာလွန်တာဖြစ်တယ်ဆိုတော့ခဏမျက်ကန်းကပြင်လဲသူ့ရဲ့ယုံကြည်ခြင်းကသူ့ကိုကယ်မပြီလို့ယေရှုကပြောလိုက်ရခြင်းရဲ့အရာကိုကြည့်တဲ့အခါမှာခဏကျွန်တော်တို့ကမျက်ကန်းထက်ကိုပိုပြီးမှယုံကြည်ခြင်းကိုအားကြီးခွင့်ရှိတော်သူများဖြစ်ပါတယ်မြကန်းချက်ကိုတာ၍ယုံကြည်ခြင်းကိုအားကြီးဖို့ရန်အတွက်အခွင့်အရေးရှိတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့က ဘုရားလက်ခင်ဖန်ဆင်းတဲ့အရာတွေကိုကြည့်ပြီးမှချီးမွမ်းစရာပို့ပြီးရှိတဲ့သူတွေဖြစ်တယ်။ဘုရားလက်ခင်လှုပ်ဆောင်ပေးခဲ့တဲ့အရာတွေမြေဝါထင်ထင်တွေ့ရပြီးမှပို့ပြီးမှချီးမွမ်းဖို့ရန်အတွက်အခွင့်အရေးပိုင်ထားတဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကသို့တော့ချစ်တော်မိသားစုများဘုရားလက်ခင်ကိုကိုးကွယ်တဲ့အခါမှာထိုယုံကြည်ခြင်းနဲ့တိုးဝင်ခြင်းကတိတ်ကိုအရေးကြီးပါတယ်။ယုံကြည်ခြင်းနဲ့ချင်းကပ်ခြင်းကတိတ်ကိုအရေးကြီးပါတယ်။ ဟေဘရဲအခန်းကြီး7အငယ်7မှာဘာပြောတယ်လဲဆိုတော့ယုံကြည်ခြင်းဟာမမြင်ရသေးတဲ့အရာတွေကိုမျက်မှောက်ပြုခြင်းဖြစ်တယ်လို့ပြောပါတယ်။မမြင်ရသေးတဲ့အရာတွေကိုမျက်မှောက်ပြုတာ။ကောင်းကင်ရှိလားရှိတယ်။နင်မြင်ဘူးလားမမြင်ဘူး။ဒါပေမဲ့ယုံကြည်တယ်။စံစာထဲမှာပေါ်ပြထားပြီးတာဖြစ်လို့ရှိတယ်ဆိုတာကိုယုံတယ်။မမြင်ပေမဲ့လည်းမျက်မှောက်ပြုတာ တရက်တော့မှာငါနေရမယ့်နေရာဖြစ်တယ်ကောင်းကင်ဆိုတာမျက်မှောက်ပြုတာဟောယေရှုခရစ်တော်ကလောကတိုင်းမှာအသေးခံပြီးငါတို့ရဲ့အပြစ်များအလုံးကိုဆေးကြောကငါတို့ကိုကယ်တင်ပေးခဲ့ပြီဆိုတော့မြင်မြင်ခဲ့သလားမမြင်ဘူးဒါပေမဲ့ယုံကြည်တယ်ဘာကြောင့်လဲစံစာထဲမှာပြောထားတာငါမမြင်ပေမဲ့အဲ့ဒါကငါမျက်မှောက်ပြုနိုင်တယ်ငါယုံတယ်အဲ့ဒါယုံကြည်ခြင်းလို့ခေါ်ပါတယ်ဆိုတော့ခနေ့ချစ်တော်မိသားစုများယေရှုခရစ်ကိုတိုးဝင်တဲ့အခါမှာ ကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေရှိလိမ့်မယ်။ကျွန်တော်ရဲ့အနာဂတ်ကိုပုံဖော်ထားတဲ့အရာတွေရှိလိမ့်မယ်။ထိုအရာတွေအားလုံးပေါ်မှာငါတို့တွေမရောက်သေးပေမဲ့မရသေးပေမဲ့ယေရှုခရစ်တော်ဒီငါနဲ့အတူရှိတော်မူဖြစ်တော်ကြောင်းငါဖြစ်လို့တဲ့ငါရဲ့ဆန္ဒတွေငါရဲ့ရည်ရွယ်ချက်တွေငါရဲ့အနာဂတ်ကိုပုံဖော်ထားတဲ့အရာတွေကို ထိုဖခင်ကတကယ်ပဲငါနဲ့အတူ ငါဘက်ကနေယက်တီပေးနိုင်တယ်ငါကိုကူညီပေးနိုင်တယ်မဆပေးနိုင်တယ်ဖယားဖြစ်တယ်ဆိုတာကိုနှလုံးသားထဲကနေမျက်ကန်းထက်တာလွန်တော့ယုံကြည်ခြင်းနဲ့ယုံကြည်ဖို့အတွက်လိုအပ်ပါလွန်ခဲ့တော့အချိန်မှလည်းယေရှုအမြဲတက်တည်ထူပြီးွားပြီဒါကြောင့်မအနာကတ်မှလည်းတက်တည်ဆက်ပြီးမှထူနေအောင်ပဲဖယားဖြစ်တယ်တော့နောက်ဆုံးမြန်ကြည့်ရအောင်အခန်းငယ်53မှာဖို့ခဏချင်းတွင် ထိုတူဒီထိုတူဆိုမျက်ကန်းကိုပြောတာနော်ထိုတူဒီမျက်စိမြင်၍ဖယားသခင်ဤဂုံတော်ကိုချီးမွမ်းလျက်နောက်တော်တို့လိုက်လေ၏ကျွန်တော်တိတ်ကိုဆင်ခြင်မိတယ်ဒီချမ်းပိုက်ကမျက်ကန်းကမျက်စိမြင်သွားပြီအကောင်းပဂတိဖြစ်သွားပြီအကောင်းပဂတိဖြစ်တဲ့အခါမှာကျွန်တော်စဉ်းစားကြည့်အောင်တကယ်လို့များမျက်ကန်းနေရာမှာတင်းကျွန်တော်ဆိုရင်ဘာရင်လုံးမလဲတက်တက်လုံးမျက်စိမမြင်ဘူးဗျာ တစ်သက်လုံးမျက်စိမမြင်လာဘူးအခုတော့မျက်စိမြင်သွားပြီဆိုတော့နံပါတ်1ခမားဘာရင်လုံမယ်လို့စဉ်းစားမလဲပေါ့တော့လှုပ်ရှားတယ်အများကြီးရှိမှာပဲအာငါငါ့ကိုမွေးတယ်ငါအမေရဲ့မျက်နှာကိုငါအရင်မြင်ချင်တယ်ငါရဲ့မျက်စိမြင်တာနဲ့အမေရဲ့မျက်နှာကိုအရင်ကြည့်ချင်တယ်တချို့တွေရှိလိမ့်မယ်အမျက်စိမြင်တာနဲ့အဖေကိုအရင်ကြည့်ချင်တယ်ရှိလိမ့်မယ်တချို့တွေအမျက်စိမြင်တာနဲ့ ်ငါကိုနေ့တိုင်းနေ့တိုင်းငါရဲ့တောင်းစားနေတဲ့ခွက်ထဲမှာအကျွေးစီလာထည့်ပေးတဲ့အဲ့ဒီမိတ်ဆွေကိုအရင်မြင်ချင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းအအောင်စရာကောင်းတာဒီမျက်ကန်းကတော့သူပထမဦးဆုံးမပါလို့တလဲဆိုတော့ဂျေဇူးတော်ချီးမွမ်းတယ်တဲ့ဂျေဇူးတော်ချီးမွမ်းတယ်ဖယားတခင်ရဲ့လုတ်တဲ့အမှုအရာဟာငါရဲ့ဘဝမှာလုံလောက်တယ်ဆိုတော့သူကချီးမွမ်းတာချီးမွမ်းတာ ငါမျက်ကန်းကိုတောင်မှဘုရားသခင်ကမပစ်ထားတဲ့ဘုရားဖြစ်တယ်ဆိုတော့ तू ကောင်းကောင်းယင်ထဲမှာနှလုံးသားထဲမှာခံစားတာဒါကြောင့်မို့သူ့ရဲ့ဗဇက်ကနေပထမဦးဆုံးချီးမွမ်းတဲ့စကားရင်ထွက်လာချီးမွမ်းတယ်ချီးမွမ်းပြီးတော့မှဘာလုပ်လဲလဲဆိုတော့နောက်တော်တို့လိုက်လေဤဆိုအဲ့ဒါကလေကျွန်တော်ခွန်အားပေးခြင်းတယ်ခါလီမှာကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့အသက်တာမှာချီးမွမ်းစရာတွေအများကြီးရှိလိမ့်မယ်တက်တဲ့ခံစရာတွေအများကြီးရှိလိမ့်မယ် ဒါပေမဲ့လူတော်တော်များများကချီးမွမ်းခြင်းတက်တည်ခံခြင်းမှာအဆုံးသတ်ကြတယ်။ဥမာလုပ်ငန်းတစ်ခုလုပ်တဲ့အောင်မြင်တယ်။အော်ဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်အောင်မြင်ပါတယ်လို့တက်တည်ခံတယ်။ Okay ကောင်းတယ်အရန်ကောင်းတယ်။ဒါလည်းဘုရားသခင်ဘုန်းတော်ထင်ရှားတဲ့အရာတစ်ခုပဲ။ဒါပေမဲ့လည်းတော်တော်များများလူတွေတော်တော်များများမလုပ်ဖြစ်တဲ့အရာကချီးမွမ်းပြီးတော့တက်တည်ခံပြီးတော့ခရစ်တော်ရဲ့နောက်ကိုလိုက်ဖို့လိုတယ်ဆိုတာကိုလူတွေတော်တော်များမိထားကြတယ်။ အဲ့ဒီချီမွန်ချက်မှာအဲ့ဒီတက်တေခံချက်မှာရက်သွားကြတယ်ဆိုငါရဲ့အသက်တာကိုငါယေရှုရဲ့နောက်မှာဘယ်လိုပုံစံနဲ့လိုက်နေမလဲဆိုတာကိုကိုကိုယ်တိုင်ရွေးချယ်ဖို့ဖြစ်ပါတယ်တခုခုအားဖြစ်တော့ယေရှုရဲ့နောက်မှာမိသွဲပြီးမှလိုက်နေဖို့လိုအပ်ပါတယ်ဒါကျွန်တော်လူဖြစ်ခြင်းရဲ့တန်ဖိုးဖြစ်တယ်အထူးတစ်ဖြစ်ဖျားသားဖြစ်ခြင်းရဲ့တန်ဖိုးပဲအဲ့ဒါယေနောကတပည့်တော်တွေရဲ့ခက်မှာခရိယန်ဆိုတဲ့နာမည်ကိုစတင်ပါတယ်တမန်တော်ဝုထုမှာ ဆိုတော့ဘာကြောင့်ခရိယန်ဆိုတဲ့နာမည်ဆက်တင်လာတယ်လဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကသူတို့ရဲ့ဘဝမှာယေရှုရဲ့နောက်ကိုတခုခုအားဖြစ်တော့လိုက်မယ်လို့ဆုံးဖြတ်ပြီးမှလူတွေကကိုရှိတဲ့နေရာကိုလောက်တဲ့နေရာမှာတခုခုအားဖြစ်ခရစ်တော်ရဲ့ဘုန်းကိုထင်ရှားဖို့ရန်အတွက်လှုပ်ဆောင်ကြတယ်ဆိုတော့အဲ့ဒါကိုမယုံကြည်တဲ့သူတွေကကြည်ပြီးမှလောင်ပြောင်ကဲ့ရဲ့တော့အားဖြစ်ခရိယန်လို့တတ်မှုတ်ပေးကြတာဖြစ်ပါတယ်တတ်မှတ်ကြတာဖြစ်တယ်ဆိုတော့ခနေ့မှာလဲငါတို့ရဲ့အတ္တတာမှာလဲ လူတန်းလူတန်းရဲ့အတက်တာမှာဖခင်လက်ခင်လှုပ်တဲ့အရာတွေကအမခမ်းမဲ့ချီးမွမ်းစရာတွေအများကြီးပဲချီးမွမ်းကြမယ်ဆိုရင်ချီးမွမ်းစရာတွေကုံတော့မကုံမှာမဟုတ်ဆိုတော့အခုဒီလရတီကလည်းချီးမွမ်းခြင်းလတဲ့ကိုကျွန်တော်ဝင်လာကြပြီနိုဝင်ဘာလပေါ့နော်ချီးမွမ်းရလာဖြစ်ပါဆိုတော့လူတန်းလူတန်းမှာတက်တေခံစရာချီးမွမ်းစရာတွေအများကြီးရှိလိမ့်မယ်ဒါမဲ့ကျွန်တော်အားပေးချင်တာကအဲ့ဒီမှာမရက်တက်လိုက်ပါနဲ့ခရစ်တော်ရဲ့နောက်ကိုတခုခုအားဖြစ်တော့မိတွေ့ပြီ နော်တွေ့ကပ်ပြီးမှလိုက်ရအောင်လို့ကျွန်တော်အားပေးချင်တယ်ဗျအဲ့ဒါကငါတို့အတွက်စိန်ခေါ်မှုလည်းကြီးတယ်ဒါပေမဲ့လည်းအချိုးအမျက်လည်းကြီးပါတယ်ကျွန်တော်ဒီတောมาတယ်လေမြင်ဘူးကြလားမသိဘူးဒီကျွတ်ကျွတ်เนาะကျွတ်ကျွန်တော်တောมาသွားပြီဆိုရင်အဲ့ဒီကျွတ်တွေကလေကျွတ်ပေါ်တဲ့နေရာဆိုလူလူရဲ့အနံ့ရလာတဲ့ဒီကျွတ်တွေကလိုက်တာဟောဖက်တွေမှာလေတွေ့ကပ်ပြီးမှလိုက်တာเนาะတခါတည်း သူတို့ကတနည်းအားဖြင့်မကတ်နိုင်အောင်စူးစမ်းကြတာဒီကျွတ်တွေကဆိုထုံနီးလကောင်းပဲယေရှုရဲ့နောက်ကိုလိုက်နေတဲ့ကျွန်တို့ရဲ့အတ္တမှာလဲတခုခုအားဖြစ်တော့တွေ့ကတ်ပြီးမှလိုက်နေဖို့အတွက်အားပေးချက်နဲ့အဲ့ဒါကငိုးအတွက်မရှုံးဘူးဗျလူတို့တော်များများကရှုံးမယ်လို့ခံစားကြတယ်အဲ့ဒါကိုအဲ့ဒါမရှုံးဘူးပြန်နော်မရှုံးဘူးအခုနလူကန်းကကျွန်တော်အဲ့ဒါတင်ပေးပါတယ်ဆိုတော့ခဏိ ီလူကန်းရဲ့တက်တာကိုချစ်ချင်းအားဖြင့်ကျုံရဲ့ဘဝတွေမှာပြန်ဆင်ခြင်ရအောင်ပြန်နှလုံးတွင်းချင်ရအောင်နံပါတ်၁ကျွန်တော်တို့ကလူကန်းထက်အများကြီးတာလွန်နေတဲ့ပုံကိုယ်တွေဖြစ်တယ်လူကန်းမှာမရရှိခဲ့တဲ့အခွင့်အရေးတွေငါတို့တွေရခဲ့ကြတယ်လူကန်းမှာမရှိတဲ့အထီးအတွေ့တွေလူကန်းမရခဲ့တဲ့ရွေးချယ်မှုတွေကိုငါတို့ကရခဲ့ကြတယ် ဆိုတော့လူကန်းကတောင်မှလူတွေတားမြစ်နေတဲ့ဂျားထဲကနေပိုပြီးမှသူ့ရဲ့ယုံကြည်ခြင်းကိုနဆတော့ယုံကြည်ခြင်းနဲ့ဇွဲမလျှော့တော့ယုံကြည်ခြင်းနဲ့ဖော်ပြတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကရော လူကန်းထက်တာလွန်တဲ့ယုံကြည်ခြင်းနဲ့ဖော်ပြဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်ဒါလေးအားပေးချင်တယ်ဗျဆိုတော့တနင်္ဂနွေဖျားချောင်းလာတယ်ဒါတာမန်ဖြစ်စဉ်တစ်ခု မဖြစ်စေချင်ဘူးကျွန်တော်က နော်တာမန်ဖြစ်စင်မဖြစ်စီချင်ဘူးတကယ်ကျွန်တော်ဒီကိုးကွယ်ဖို့အတွက်လာတာဖြစ်တယ်ချီးမွမ်းဖို့အတွက်လာတာဖြစ်တယ်ကိုးကွယ်ခြင်းကိုခံထိုက်တော့ဖခင်ချီးမွမ်းခြင်းကိုခံထိုက်တော့ဖခင်ပြတ်ဖို့ခြင်းကိုခံထိုက်တော့ဖခင်ရဲ့မျက်မှောက်တော်ထဲကိုငါရောက်နေတာဖြစ်တယ်ဒါကြောင့်မို့ငါရဲ့နှလုံးသားတွေအကုန်လုံးကိုတွန်းလောင်းပြီးမှငါကိုးကွယ်မယ်ဆိုတဲ့နှလုံးသားစံဒနဲ့တိုးဝင်ဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းပါတယ်အဲ့ဒီပေါ်မှာကြီးတော်အမှုကိုပြုတဲ့ဖရာဖြစ်ပါတယ် ကြည်တော်အမှုကိုပြုတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်မို့တင်းယုံကြည်ခြင်းသည်တင့်ကိုကယ်မပြီလို့ယေရှုပြောတဲ့စကားကလူကန်းအတွက်ပဲမဟုတ်ပါဘူး။ကျွန်တော်တွေအားလုံးအတွက်လည်းဒီစကားကအသက်ဝင်ပါတယ်။ခဏိအထိလည်းအသက်ဝင်ပါတယ်။ဒီလောကကြီးနောက်ဆုံးတော့ကုံဆုံးတဲ့နေ့ရက်ထိတန်အောင်အဲ့ဒီစကားကအသက်ဝင်နေအောင်မဲ့စကားဖြစ်ပါတယ်။ဒါကြောင့်မို့အယောက်စီတန်းရဲ့အတ္တတာမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာကျွန်တော်တို့ကိုကယ်မတယ်ဆိုတာကိုတတိယအောင်မြင်ရအောင်။ ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်မလျှော့လိုက်ပါနဲ့မရက်လိုက်ပါနဲ့နောက်မဆုတ်သွားပါနဲ့စိန်ခေါ်မှုတွေရှိလာလေပို့ပြီးမှအရှိတ်ကိုလမ်းရအောင်အခက်ခဲတွေငါတို့ကိုစောင့်ကြုံနေပေမဲ့လည်းငါတို့ရဲ့ယုံကြည်ခြင်းအဖြစ်ဖြတ်ကျော်ကြရအောင်ယေရှုအတူပါရှိတယ်ဆိုတာကိုတတိယအောင်မိလက်ယေရှုကငါတို့ဘက်ကနေတက်တေထူပေးဖို့ရန်အတွက်အစင်တဲ့ရှိတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုမျက်မှောက်ပြုပြီးမှထိုယုံကြည်ခြင်း၌တိုးဝင်ရအောင်လို့နော် မိသားစုများအားလုံးကိုနှုတ်ကပတ်တော်အနေငယ်နဲ့ဝေငှခွန်အားပေးပါရယ်ရောက်စီတိုင်းမှာဖျားရှင်ကောင်းကြီးပေးပါစေအာမင်